ဒီတစ်ခါဗီဒီယိုမှာတော့ကျွန်တော်တို့တွေတက်ပလက်လေးအကြောင်းပြောကြတာပေါ့ဒီရတိုင်းမှာဒီတက်ပလက်ဈေးကွက်ကဒါစမတ်ဖုန်းဈေးကွက်နဲ့အပြိုင်ဈေးကွက်ထဲမှာရှိနေတယ်ပြီးတော့စမတ်ဖုန်းဈေးကွက်လောက်တော့အရင်မကြည့်ဘူးဆိုရင်ပဲတက်ပလက်ဈေးကွက်ကသွားနေသူတနေရာမှာရှိနေတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဆိုရင်အခုနောက်ပိုင်းကြုံနေရတာကကိုကဒီဖုန်းအပြင်ကိုမှတက်ပလက်တွေပါတယ်ဝယ်ခြင်းနဲ့ဆိုရင်ဘာတက်ပလက်ဝယ်လို့ပဲမသိဘူးဖြစ်နေရမျိုးရှိတယ်နည်းနည်းလေးခေါင်းလေးစားနေရပေါ့အဲဒါမျိုးလေးကြုံရတယ်ဒီကဗီဒီယိုမှာကျွန်တော်ကတက်ပလက်တွေအကြောင်းကိုမှ ဘယ်တက်ပလက်ကဘယ်လိုမျိုးကောင်းတာလဲပြီးတော့ကျွန်တော်ကိုယ်တိုင်စမ်းသုံးနိုင်တက်ပလက်တွေထဲကဘယ်တက်ပလက်ကိုကျွန်တော်အကြိုက်ဆုံးဖြစ်မလဲပြီးတော့ဒီတခြားတက်ပလက်သုံးတဲ့သူတွေစီကလည်းလိုက်မေးထားတာလေးဘယ်လိုမျိုးသုံးလို့ကောင်းတာလဲဘာကြောင့်ဝယ်ပြတာလဲဒါမျိုးမိကုံးလေးတွေအကုန်လုံးစုပြီးတော့ဒါကျွန်တော်တို့အသုံးပြုတဲ့သူတယောက်အနေနဲ့တက်ပလက်တလုံးကိုရွေးဝယ်မယ်ဆိုရင်ဘယ်လိုရွေးဝယ်မလဲဆိုတဲ့အကြောင်းမှာတခါလေးတွေးပြပြပြီးတော့မှာဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ိုတော့ပထမဆုံးတက်ပလက်တလုံးအနေနဲ့ကတော့ကျွန်တော် Redmi Pad Pro အကြောင်းတော့စပြောမယ်။ဘာကြောင့်လဲဆိုတော့ဒီ Redmi Pad Pro ကိုကျွန်တော်သုံးနေတာက တလားနှစ်လဝင်ကြတော့ရှိသွားပြီဒါဂျုံသုံးနေနဲ့အလုပ်အတွက်နေနဲ့ဆိုပြီးတော့သုံးနေတာတော်တော်လေးအဆင်ပြေပြီးတော့ personal case တွေပါအနေငယ်သုံးတာမျိုးလေးလည်းရှိသေးတယ်ဒီ tablet မှာအကြိုက်ဆုံးကတော့ဒါဒီကောင်းရဲ့ display ပဲ display က12.1 inches ကိုမှသူက 68p color တွေ 120hz တွေဓာတ်မျိုးတွေအကုန်စပို့ထားသေးတယ်ဆိုတော့သူ display ကကြည့်ရတာအရန်အရန်ကိုတကယ်ကိုကောင်းတဲ့ display ကျွန်တော်သုံးခဲ့တဲ့ နှစ်လဝင်းကျင်လောက်အတွင်းမှာကျွန်တော်တောက်လျှောက်ဒီ tablet နဲ့ပဲရုပ်ရှင်တွေကြည့်ရ YouTube တွေကြည့်ရမျက်စိရာနေရောဒါ tablet ကိုမခွာနိုင်အရန်ကိုကြည့်လို့ကောင်းတယ်ပြောရရင် color ဘိုင်းနေ contrast ဘိုင်းနေရာလဲဒါ IPS LCD ဆိုပေမဲ့အဲ့လောက်မဟုတ်ဘူးလို့တော့ထင်ရတယ် color တော်တော်လှတယ်အဲရုပ်ရှင်တွေပါရေကို 2K လို့ပေါင်းနေကြည့်ရင်ပို့ပြီးတော့တိတယ်တော်တော်ကိုမှကြည့်လို့ကောင်းတယ်အဲတော်တော်ကဘယ်လိုပြောမလဲဒီ display နဲ့ဒါ daily use entertainment ပိုင်း social media တုံးတဲ့အပိုင်းတွေကောင်းကောင်းတုံးမယ်ဆိုရင်ဒီ tablet ကဘာမှတိတ်ပြီးတော့ worry ဖြစ်စရာမရှိဘူး အရန်အဆင်ပြေသူ့ရဲ့ display ကတကယ်ကိုမှနှစ်သက်စရာကောင်းတယ် performance ကလည်းသွားပြီးတော့ရှုပ်လို့မရအောင်ဒီကောင်မှာတုံးပေးထားတာက Snapdragon 7S Gen 2ကိုတုံးပေးထားတာအဲ့ဒီကောင်ရဲ့ performance ကလည်းဒါ gaming ဆိုရင်တော့မှဒါ tablet တစ်လုံးအနေနဲ့ကျင်းဆောင်မယ်ဆိုရင်တော့မှဒီကောင်ကအရန်ကြီးတာလွယ်ပြီးတော့ကျန်တာအကုန်အဆင်ပြေတယ်အရန်ပူပါရီပါလည်းတိတ်မရှိဘူးအဓိကကမှန်လားမလားအဓိကမထည့်ကြတော့ ။ဘာကြောင့်လဲဆိုတော့တက်ပလက်ကအရန်ကြီးတာဖြစ်တဲ့အတွက်ဒါ thermal flow ကလည်းနည်းနည်းလေးသေးသွားတယ်ပေါ့သေးသွားတော့တောင်းတပူတာမှမရှိဘူးအဲဒီလို SOC ကကျွန်တော် daily use social media တွေပိုင်းသုံးမယ်ဆိုလဲဘာမှသိပ်ပြီးတော့ပြဿနာမရှိဘူးအပူပင်ကင်းကင်းနဲ့ကောင်းကောင်းသုံးလို့ရတယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒီကောင်းကိုဒါဒီပန်တွေပိုင်းအောင်တွဲဝယ်ပြီးတော့ပြနောက်ခုပေါ့နော်ကျွန်တော်ဒီမိုး keyboard ကာပါတွေပိုင်းဒါမျိုးတွေဒါမျိုး keyboard ကာပါတွေပိုင်းဒီကောင်းကိုကျွန်တော် combo set အတွဲနဲ့ပန်ရဲ့ keyboard ကာပါအတွဲနဲ့သုံးကြည့်တာကပို့ပြီးတော့ သုံးရတာအရန်ကောင်းတယ်။ဆိုတော့ကျွန်တော်တို့ဓာတ်ပုံပြင်တဲ့အခါ Lightroom သုံးတဲ့အခါတွေဒါ CapCut နဲ့ကိုကပေါ်ပေါ်ပါ AAC ဗီဒီယိုအသေးလေးအတက်တက်ခါတော့ပါအောင်မှာဆိုရင်ဒီပန်ကလည်းတော်တော်လေးကိုအသုံးဝင်တယ်။အဲကျွန်တော်ဖြတ်တာတွေတောက်တာတွေပြီးရင်ကာလာချိန်တာတွေဘာညာတွေအစားလက်နဲ့လုတ်ဆောင်မလို့ပန်နဲ့ AC လို့လို့ရတယ်။ဒါကတတော်ကိုမှဒါအရသာရှိရဲလို့ပြောလို့ရတယ်။ပြီးတော့ဒီ keyboard ကပါဆိုလို့ရှိရင်လည်းသူကဈေးကတော့2သိန်းကျော်လောက်ရှိရဲဆိုပေမဲ့ဒီ keyboard ကပါတတ်ထားတာကလည်းပို့ပြီးတော့ဒီ tablet ကိုဒါ next level တက်နီယောရောက်သွားစေတာပေါ့ပြောမယ်ဆိုလို့ရှင်ကျွန်တော် coffee sign တွေသွားတယ်အပြင်ယူသွားတဲ့အခါတွေပိုင်းမှာဆိုရင်ဒါ di tablet နဲ့ကောင်းကောင်းလုပ်လို့ရတယ်တချို့နေရာတွေမှာတော့ laptop တို့ဘာတို့မမီဘူးဆိုရင်မဲ့လဲဒါ portable ဖြစ်ဖြစ်နဲ့ဘယ်နေရာသွားသွားတည်သွားလို့ရတာမျိုး battery အကြာကြီးခံတာမျိုးအဲဒါမျိုးတွေကလည်း tablet တွေမှာဒါတွေအားတာတယ် ြတဲ့ကောင်းရဲ့ကင်မရာတွေပါလည်းမစိုးဘူးသူကအိမ်မီကာဗဇာ main ကင်မရာတစ်လုံးပါတယ်ဒီကင်မရာကလည်းကျွန်တော်တို့ဒါရိုက်မယ်ဆိုလို့ရှိရင်တကူမှန်နေပါတယ်ကောင်းကောင်းရိုက်လို့ရတယ်ဘက်ထရီကတော့1000 mAh ပါတယ်1000ရဲ့ပြောပြန်သွင်းဖို့ကတော့33ပဲ33ပဲကတော့နည်းနည်းလေးအလက်တလေးနည်းတယ်ဆိုရင်မလည်းအာအပြည့်သွင်းပိုင်းဆိုရင်ပေါ့ပေါ့ပါပါသုံးနေသူဆိုရင်တာမန်သုံးနေသူဆိုရင်နှစ်ရက်လောက်ကောင်းကောင်းခံတယ်ပြီးတော့ဒီကောင်းရဲ့ speaker ပိုင်းဒီကောင်းက speaker ကို stereo speaker ၄လုံးထည့်ပေးထားတယ်အဲ့၄လုံးရဲ့အတန်စွာနှုန်းကလည်းတော်တော်ဝမှကျန်တယ် speaker bluetooth speaker အပေါ်သားလေး bluetooth speaker နည်းနည်းလေးကောင်းကောင်းကောင်းလေးပဲဒါမျိုးလေးတွေထောက်ဝယ်ပြမလို့ရုပ်တရက်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်က speaker အတိုင်းပဲအတန်စူးတယ်စူးတယ်ဆိုတာထက်နားထောင်လို့ကောင်းတယ်မဲ့ तू ဘယ်လိုခေါ်မလဲအတန်ကရုပ်ရှင်ကြည့်တဲ့အခါတော့ပါလို့ဆိုရင်ပို့ပြီးတော့တိတ်တိုင်းဒါကတော့ဆိုင်မှာလာပြီးစမ်းကြည့်ရင်ပို့ပြီးတိတ်လိမ့်မယ်ဆိုတော့ အနာထိမ့်မဲ့ပိုင်းတော့ကလည်းဘာမှသိပြီးတော့ပြောရမှာမလို့ဆိုတော့ကိုကဒါအောင်မှ tablet အပြင်ထပ်ပြီးတော့ combo ဆက်နဲ့သုံးခြင်းဒီလိုမျိုးပန်နေပြီးရင်ခုနကပြောခဲ့သလိုဒါမျိုး keyboard ကပါရင်တွဲသုံးမယ်ဆိုရင်တော့တကယ်ပါတချို့နေရာတွေမှာ laptop တွေကပိုကောင်းတာမှန်ပေမဲ့တချို့နေရာတွေမှာ tablet ကိုမမီရနေရတွေလည်းရှိနောက်တစ်လုံးကကြတော့ Xiaomi Pad 7ဒီကောင်ကလည်း14-15ဒိန်းဝင်းကျင်မှာရှိတယ်အဓိကက Xiaomi series ဖြစ်သွားတယ်ဒါ Xiaomi ရဲ့ တက်ဘလက်လိုင်းဖြစ်သွားတဲ့အတွက်ပို့ပြီးတော့ဒီကောင်က performance နေပိုကောင်းလာတယ် display ဘိုင်းနေပို့ပြီးတော့ကောင်းလာတယ် IPS LCD အတူတူပဲဆိုပေမဲ့ Xiaomi တက်ဘလက်တွေကနည်းနည်းလေးပို့ပြီးတော့ထွက်လိုက်ပိုင်းပို့ပြီးတော့ကောင်းလာမျိုးတွေရှိတယ်။အဲဒီကောင်ကတော့ရှင်းပါတယ်ကျွန်တော်တို့ကဒါ Redmi Pad Pro လိုမျိုးအကြီးကိုမတုံးကျင်တဲ့အခါမျိုးဈေးကိုပို့ပြီးတော့တုံးပြီးတော့ပိုကောင်းတဲ့ line up ထဲကရွေးကျင်နေဆိုတဲ့သူမျိုးတွေကတော့ဒါ Xiaomi Pad 7ကိုတန်ပြီးရွေးလိုက်ရတယ်။ Pad 7အကြောင်းကတော့အများကြီးပြောစရာမလိုဘူးကျွန်တော်အရင်တုန်းက ဗီဒီယိုလုပ်ပေးထားတယ်အဲ့ပစဲပန်းအကြောင်းကိုအသေးစိတ်ပြောပေးထားတဲ့ဗီဒီယိုရှိတယ်အဲ့မှာတော့ကြည့်လို့ရတယ်ကျွန်တော်ဒီအပေါ်မှာလင့်လေးထည့်ထားပေးမယ်အဲဘာပဲပြောဒီပစဲပန်းကလည်းဒါသလေးသိန်းဝန်းကျင်မှာကိုက laptop တစ်လုံးမဝယ်ခြင်းဘူးဆိုလို့ရှိရင်လည်းဒီကောင်တွေကအစားထိုးပြီးသုံးလို့ရတယ်ဒါအစားထိုးသုံးလို့ရတယ်ဆိုတာကပြောချင်တာ က အဲ laptop တလုံးဝယ်ဒီဈေးပဲ tablet တလုံးဝယ်လည်းဒီဈေးပဲအဲကြားမှာကျွန်တော်တို့ gap ဖြစ်နေရလေးရတချို့နေရာတွေမှာ laptop ကသုံးလို့ကောင်းတယ်ဆိုပေမဲ့လည်းတချို့နေရာတွေမှာ tablet ကလည်းပိုကောင်းတဲ့နေရာတွေလည်းရှိနေပြန်ရောအဲ့အတွက်ကျွန်တော်တို့ကဒါကိုသုံးမဲ့ပုံမူတည်ပြီးတော့ဒါကောင်းကောင်းရွေးရတာပေါ့အဆိုပါဆိုကျွန်တော်ကလေးတွေဘာတွေ online learning ဘာညာအတွက်လုပ်မယ်ဆိုရင်တော့ tablet တွေကတော့အများကြီးပို့ပြီးတော့ကောင်းတယ်ရုပ်ထွက်တွေလည်းပို့ပြီးတော့ကောင်းတယ်အတန်အတွက်တွေ battery life တွေအစအရန်အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဆိုရင်လည်းဒါ pass 7ဆိုရင်ကျွန်တော် ုံးလေးလောက်ကောင်းကောင်းသုံးခဲ့တယ်။တော်တော်လေးသဘောကျတယ်အကောင်။ကျွန်တော်ကတော့တစ်ခုခုဝယ်ပြီးသုံးမယ်ဆိုရင်တော့အဲ့ဟာနဲ့ပတ်သက်တဲ့ accessory ပါတွဲရက်ဝယ်တာ။အဲ keyboard cover တွေပန်တွေအဲ့ဒါတွေကိုတွဲရက်ဝယ်ပြီးတစ်ခါလဲဆမ်းပြီးသုံးကြည့်တာဆိုတော့ဘယ်လိုပဲပြောအဲ့ပန်တို့ keyboard cover တွေနဲ့တွဲပြီးသုံးရတဲ့ feeling ကအရမ်းမိုက်တယ်။ကျွန်တော်တို့ဒါ user experience ရဆိုလို့ရှိရင်လည်းအရန်ပြောရရင်ဒါ convenient ဖြစ်တယ်လို့ပြောလို့ရတယ်ဗျာတော်တော်လေးကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီ word easy တွေပိုင်းတုံးတဲ့အခါမှာ keyboard နဲ့ရိုက်လို့ရရမျိုးဘယ်နေရာတော့တော်တော်ကြိုက်တဲ့နေရာကိုတော့အဲ့ keyboard နဲ့ ပန်လေးနဲ့တဲသွားလို့ရှင်တပုံပြန်ပြင်မလားဒါဗီဒီယိုပဲအစ်တမလားကိုသုံးတဲ့ software ပေါ့ multi ပေါ့ကောင်းကောင်းသုံးရတယ်ပန်ကလည်းအရန်အသုံးဝင်တယ်လို့ keyboard ကလည်းအရန်အသုံးဝင်တယ်တကယ်ကိုမှသုံးရတာအရှားတာအရန်ကိုရှိတယ်ဆိုတော့ကိုက ပတ်စံနေပါတယ်တိတ်မကြည့်ရအောင်ဈေးကွက်ထဲမှာရှောင်းမီရဲ့တက်ပလက်ရဲ့ထဲကအကောင်းဆုံးဆိုတာမျိုး P2P အဖြစ်ဆုံးဆိုတာမျိုးဈေးလဲပို့ပြီးတော့မြန်ပို့ပြီးကောင်းတာမျိုးလိုချင်နေတယ်ဆိုရင်တော့ဒါရှောင်းမီ P7 Pro ပဲလို့ရပါ P7 Pro ကတော့ P7 နဲ့ဆိုင်ပေါ်ဖော်မန့်နေပို့ပြီးတော့ကောင်းပါတယ်အမ်ပြော battery life တွေပြောတခြားဟာမျိုးမျိုးပေါ့ဗျာအဆို့စီပို့ပြီးတော့ကောင်းသွားတော့ battery life ကပို့ပြီးတော့ခံသွားတာမျိုးတွေပေါ့အစုံပဲသူကလဲသုံးဝမ်းတဲ့ user experience က P7 နဲ့တိတ်တော့မကွာဘူးဒါမှမဟုတ်ကျွန်တော် ိုပြီးတော့ smooth ဖြစ်တယ်ပိုပြီးတော့ဒါ SOC ပိုကောင်းတဲ့အတွက်တချို့ wallet တွေ my skin ဘိုင်းတွေမှာပိုပြီးတော့ဒါအဆင်ပြေတယ်ထစ်တာတွေလေးတာတွေမရှိဘူးဒါကတော့ဒါကိုက budget ကိုအရင်မချိန်တော့ဘဲနဲ့ Xiaomi ထဲကအကောင်းဆုံးကိုလိုချင်နေဆိုရင်တော့ဒါ Xiaomi Pad 7 Pro တန်းယူလို့ရတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးကိုသဘောကျတယ်အဲ့ကောင်ကပြီးတော့ဒီကျွန်တော်တို့ဒီ Yangon Mobile Store ပင်ရင်းဆိုင်ကို ဒါလာဝယ်တဲ့သူတော်တော်များ tablet တွေနဲ့ပတ်သက်ပြီးလာဝယ်တော်တော်များလည်းမေးကြည့်တဲ့အခါမှာအဲ့လိုမျိုးပဲအဓိကကသူတို့ကတချို့တွေကကြတော့ဒါကလေးတွေသုံးဖို့အတွက်ဆိုပြီးဝယ်တာများတယ်။အဲတချို့တွေကတော့လေဒါကိုယ်တိုင်သုံးဖို့အတွက်တချို့တွေကဂိမ်းဆော့ဖို့အတွက်ကိုယ်တိုင်သုံးအောင်မှာဂိမ်းဆော့မယ်စာဖတ်မယ်ပြီးရင်ဒါကျွန်တော်တို့ social media တွေသုံးမယ်ဆိုပြီးဝယ်တာများတယ်။တချို့ကတော့လေလူကြီးတွေအတွက်ဝယ်တာများတယ်။အဲ့ဒီမှာကွာဝါတာကြတော့အသုံးပြုပုံတွေကိုယ်သုံးမဲ့ budget ပေါ်မူတည်ပြီးတော့ကွာသွားမျိုးရှိတယ်။တချို့ကတော့လေ၁၀သိန်းဝန်းကျင်တော့ကစပြီး Remy Pub Pro ကြိုက်တဲ့သူတွေလည်းအများကြီးပဲ။အဓိကက Remy Pub Pro ကခုနပြောတဲ့ ွင့်စိုက်ကြီးရည်ဘာလို့ထမျိုးတွေပေါ့ဗျာပြောရမယ်ဆိုရင်တော့ပြောမဆုံးအများကြီးတကယ်ကောင်းတယ်ကောင်းတယ်ဆိုတော့ data တွေအကုန်လုံးပြန်ကောက်ပြီးတော့ချုပ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ tablet တွေဈေးကွက်ကလည်းတသက်ရှိနေတာကဒါလိုအပ်နေတဲ့သူတွေရှိနေသေးလို့ပဲကျွန်တော်တို့လူမျိုးတွေပေါ့ tablet နဲ့ဆိုရင် content တွေပဲကောက်ခွေလို့ရမျိုးတွေခံစားထားရခံစားရတဲ့လူမျိုးတွေပေါ့ဗျာတော်တော်လေးလည်းအဆင်ပြေရမျိုးပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ tablet တွေထဲမှာမှကျွန်တော်လောဆယ်စမ်းသုံးကြည့်ပြီးတော့သဘောကျနေတဲ့ကောင်းတဲ့ tablet ော့ Xiaomi ဒါ Redmi CV ထဲက tablet 3လုံးကြောင်းပြပပြီးသွားတာအဲတခြား tablet တွေအကြောင်းကတော့နောက်ဗီဒီယိုတွေမှာဆက်ပြီးပြောရမယ်အဲပြီးတော့ review တွေကတော့နည်းနည်းလေးတော့ကွဲနေလိမ့်မယ်အဓိကကကျွန်တော်ပြောပေးတဲ့အကြောင်းအရာကကြတော့ဒီ tablet တွေဝယ်တဲ့အခါမှာဒီလူတယောက်နေနဲ့ဘယ်လိုမျိုးအသုံးဝင်သွားရလဲဒါမျိုးတွေကိုနည်းနည်းလေးပို့ပြီးတော့ OTP ပြောပေးတာအဲအဲ့အတွက်ဒီဗီဒီယိုမှာတော့အသေးစိတ်တွေပါတယ်ပါမလို့မဟုတ်ဘူးကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတော့ထည့်ပြောပေးမယ်ဆိုတော့ကျွန်တော်တို့နေမှတွေ့ကြပါဦး ခုလိုလိုဆိုရင်ရောဒီ tablet တွေထဲမှာ beta tablet ကိုအကြိုက်ဆုံးလဲလက်ရှိ beta tablet ကိုသုံးနေတယ်ဘယ်လိုမျိုးကြုံတွေ့နေရမျိုးရှိတယ်အောက်က comment မှာဆွေးနွေးတော့ကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြ Yangon Mobile Store